နိုင်ငံရေးအကျဉ်းသားတွေကိုနိုင်ကျင်းလို့အတူကောက်ခေါ်လေးရှိကြပါတယ်။သူတို့တွေကတချို့ဟာတက္ကသိုလ်ပရဝန်ထဲကိုခြေချခွင့်မရခဲ့ပါဘူး။တချို့ကတော့စာသင်ခန်းတွေကိုကြော်ခိုင်းခဲ့ကြတဲ့တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဖြစ်တယ်။တချို့ကအသက်မွေးဝမ်းကြောင်းအလုပ်တွေကိုကြော်ခိုင်းခဲ့ကြပြီးနိုင်ငံရေးနယ်ပယ်တွေကိုခြေစုံပြည့်ဝင်လာခဲ့တဲ့အသိပညာရှင်အတတ်ပညာရှင်တွေဖြစ်ပါတယ်။ နှိစေသွားလိုပဲဖြစ်စေလူငယ်ချမ်းသာခွင့်နဲ့ကြုံလို့ဖြစ်စေနိုင်ငံရေးအလဲပြောင်းတစ်ခုခုကြောင့်ဖြစ်စေတစ်ချိန်ချိန်မှာသူတို့လွတ်မြောက်လာကြပါတယ်။အဲဒီခါမှာသူတို့နဲ့အတူစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြဿနာတွေထွန်းတွဲပါလာတတ်ပါတယ်။အချင်းထောင်တွေကထွက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေဘဝခီးကိုဘယ်လိုရှေ့ဆက်ကြသလဲ။လူမှုအတိုင်းဝိုင်းကသူတို့ကိုဘယ်လိုဆက်ဆံကြသလဲဆိုတာတွေကိုဒီဒီဘက်အချင်းထောင်မှတ်တမ်းအစီအစဉ်မှာဆွေးနွေးသွားပါမယ်။ နောက်ွယ်မှာအကြောင်းအရာအမျိုးမျိုးရှိနေတယ်ဥပမာအာစောက်ကြည့်နေတဲ့ဒီထောင်ရည်လေးထောင်လန်းကြီးလေးစောက်ကြည့်နေတဲ့ကိစ္စမျိုးတွေပါလိမ့်မယ်နောက်တစ်ခါအာကျွန်တော်တို့ဝန်းကျင်ရဲ့ရိုက်ခတ်မှု မတူတဲ့ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့်ပါလိမ့်မယ်ကျွန်တော်တို့ခေတ်တော့ဆိုလို့ရှိရင်လည်းထောင်အထွက်လာပြီးညဘက်အိမ်ရှိမှာကားရတဲ့ကြားလိုက်တယ်ဆိုရင်ကားဟွန်းတာကြားတယ်ဆိုရင် ရေထဲမှာထိတ်ကနေဖြစ်သွားဟုတ်တယ်ဟုတ်တယ်ဒါကြောင့်လည်းကျွန်တော်တို့ပွေးဝင်လေးပြောအဲဒါကြောင့်လည်းကျွန်တော်တို့ကဒီစိတ်လေးကိုဖြည့်ပြောင်းလာရင်ကျွန်တော်ကအကျက်တော့ဆိုရတာမျိုးဖြစ်လာတဲ့ခါကျတော့နောက်ပိုင်းကျတော့မထိန်နိုင်တဲ့လူတွေနိုင်ငံရေးအကျဉ်းသားဟောင်းတွေကဟိုအရက်ကိုဖိပိစီစီတောက်လေဆိုတဲ့ဟာမျိုးဖြစ်လာတာပေါ့လေဆိုတော့နောက်တစ်ခါကျွန်တော်တို့ကထောင်ထဲရောက်သွားတယ်ဆိုတာကခဏတပြုတ်တရက်နဲ့ရောက်သွားတဲ့လူမဟုတ်ဘူးအင်္ဂါ6လရောက်သွားတဲ့လူမဟုတ်ဘူးဆိုတော့ နှစ်နဲ့ကြာပြီးတော့လူမှုဝန်းကျင်နဲ့ကျွန်တော်အဆက်ပြတ်သွားတာဖြစ်တယ်။ဟိုနောက်ဆုံးအယောင်တွေကအစကျွန်တော်တို့ရှိမှမရှိမတွေ့နိုင်တော့ဘူးလေ။ဟုတ်တယ်။အယောင်တွေတွေ့မူးတာမျိုးတွေဖြစ်လာတယ်။ဟုတ်တယ်။အဲ့ဒီအခါမျိုးမှာကာလာဘလိုင်းကြီးဖြစ်ကုန်တာလို့ပါလို့ဖြစ်တယ်လေ။အဲ့ဒီအခါအဲ့ဒီအခါမျိုးမှာပြန်ထွက်လာတဲ့အခါကျတော့ဒီလူမှုဝန်းကျင်နဲ့အဆက်ပြတ်သွားတဲ့အခါကျတော့ပညာရေးမှာပဲဖြစ်ဖြစ်စာဝတ်နေရေးမှာပဲဖြစ်ဖြစ်ဒီကျမ်းမာရေးမှာပဲဖြစ်ဖြစ်လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် တော်တော်လေးကိုတိတိဟာသွားတာပါဟုတ်ပါဟုတ်ပါဆိုတော့ကျွန်တော်ခေတ္တကဆိုပူဆိုးမလားတော့ထင်ရတယ်ဘာဖြစ်လို့ဆိုတော့အခုနောက်ပိုင်းကျတော့မှနိုင်ငံရေးအခြေသားဟောင်းနေဆိုလို့ရှိရင်လူတွေပတ်ဝန်းကျင်တွေကအသိမှတ်ပြူလာတာကျွန်တော်ခေတ္တကဆွေမျိုးတွေကမခေါ်ရဘူးကျွန်တော်တို့ဟုတ်တယ်မိသားစုမှာတော့ဆွေမျိုးတိုင်းဝိုင်းမှာမိသားစုတွေကြားထဲမှာအကျင့်ခံရတယ်ဆိုတော့ကျွန်တော်တို့ဆိုတဲ့လူအများကြီးဆိုတော့နေအိဘောကငါတို့မတက်နဲ့ဆိုတော့ အချိန်တွေမျိုးတွေရင်ဆိုင်ရတဲ့ကိစ္စမျိုးဖြစ်တယ်။ကျွန်တော်ထင်တယ်2000ခုနှစ်အကျော်နောက်ပိုင်းလောက်ကြမှာနိုင်ငံရေးအကျဉ်းသားဆိုတဲ့ကိစ္စကတကုံယူစရာပဲဆိုတဲ့ကိုကိုကတည်လာတာဟုတ်တယ်။ပတ်ဝန်းကျင်ကရောလက်ခံလာတာဖြစ်တယ်။ဆိုတော့အဲ့ဒီအချိန်တွေတို့ကတော့တော်တော်လေးဆူဆူဝါးဝါရင်ဆိုင်ရတယ်။ဥမာအာအခုလည်းဒီတိုင်းပါပဲ။ဆိုတော့နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က အလုံရဖို့အတွက်အတော်ခက်တယ် ဆိုတော့ဥပမာကျွန်တော်တို့အာဒေါက်တာထိတ်ကျွယ်ပေါ့ဒီ90လူဒီဒီ NID ဆိုရလက်ထက်တော့90လူအာကော်ပိုရိတ်ဥက္ကဋ္ဌပေါ့သူဆိုလို့ရှိရင်ထောင်အထွက်လာပြီးတဲ့ကောင်မှာကုလသမဂ္ဂမှာဟိုဟာမှာ UNICEF မှာအလုပ်ရတယ်ဆိုတော့ဒါပေမဲ့ထောက်လိုင်းကြီးတွေကသွားပြီးတော့သွားကြတယ်ဒီလူကိုမင်းတို့အလုပ်ခတ်တယ်ဆိုရင်သူ့ရဲ့ပြဿနာ စအဝတ်ဝတ်ကိုမင်းတို့တောင်းဝန်ယူရမယ်ဆိုတော့သွားသွားပြီးတော့ကြက်တာဆိုတော့အခါမျိုးပါဘုရားအလုပ်မခံရတော့ဆိုတော့အဲ့ဒီအခြေအနေမျိုးဟိုကျွန်တော်တို့သိတာဆိုတချို့ဆိုရင်ရှင်းနေလိုက်ရှင်းနေပြန်မပေးဘူးဟုတ်တယ်ပေါ်တော့ရှင်းနေလိုက်ရှင်းနေပြန်မပေးဘူးဆရာဝန်တွေဆိုလဲစာမတွေပြန်မပေးဘူးဒါမျိုးတွေကြုံရတယ်ကြုံမရဘူးဟုတ်တယ်အဲ့ဒါမျိုးတွေတွေ့ရတာတွေရှိတယ်နောက်တစ်ခါအခု27နောက်ပိုင်းမှာဆိုရင်လဲကျွန်တော်တိတလောက်ပူဆိုးလာတာကဟိုတလန်နေပေါ့နော်ပြည်တွင်းထဲမှာဒီတိုင်း ေတီပြီးတော့ဗောနော်ကြိတ်ခံပြီးနေနေကြတယ်ဟောသူတို့တစုံတစ်ခုအတွက်ရည်ရွယ်ပြီးတော့နေနေတာလည်းဖြစ်ကောင်းဖြစ်မယ်ဗောနော်အဲ့တော့အဲ့ဒီပုံမှာရောကိုတိတ်ဘလူမျိုးဟိုတုံးတက်မိတာရှိလေဆိုတော့ဒီအမျိုးလေးကတော့ကျွန်တော်တို့အာကျုံရမှာပါပဲဆိုတော့သို့တော်လည်းကျွန်တော်တို့ကအာအချင်းတောင်မှာနေခဲ့ခုနပြောသလိုဗောနော်ဟိုဒုက္ခဒုက္ခတွေတော့အများကြီးရှိတယ်သို့မဲ့တစ်ဖက်ကပြန်ကြည့်တယ်ဆိုလို့ရှိရင်လေဒီအချင်းတောင်မှာပဲ ကျွန်တော်တို့ကကျွန်တော်ယုံကြည်ချက်တွေပူခိုင်မာလာတဲ့အခြေအနေမျိုးတွေလည်းရှိတာ Okay ဆိုတော့ဒါကတော့နိုင်ငံရေးယုံကြည်ချက်နဲ့ပဲဟိုဆိုင်နေမှာတင်တယ်နောက်တစ်ခုကခုနပြောနေတဲ့ဒီတေတာကြတဲ့အကျဉ်းသားလေးဒါနိုင်ငံရေးအကျဉ်းသားလေးညှိမှန်းနှိပ်စက်ခံခဲ့ရတဲ့ကိစ္စမျိုးလေးကျူးလွန်ခံခဲ့ရတဲ့ကိစ္စမျိုးလေးပေါ့ဆိုတော့ဒါလေးနဲ့ပတ်သက်လို့ကတော့အာကျွန်တော်တို့ ဟိုကျွန်တော်ပထမဆုံးပြောသလိုပဲဒီကျူးလွန်တဲ့လူတွေကလည်းဒီဟာကိုသူတို့ကျူးလွန်သလောက်ပြန်ခံစားမှာဖြစ်တယ်လို့ကျူးလွန်ခံရတဲ့လူတွေကလည်းသူတို့ကျူးလွန်ခံရတဲ့သလောက်ထိုက်သင့်တဲ့ခံစားမှုမျိုးကိုဟိုမျှဝေပေးဖို့လိုတယ်ဆိုတော့အဓိကကျွန်တော်တို့က အာအမှန်တရားဖော်ထုတ်ရေးကိစ္စလေးတရားမျှတမှု ကိစ္စလေးကျွန်တော်ဟိုလုပ်ဖို့လုပ်ပေးရမှာဖြစ်တယ် ဆိုတော့ဒီတရားမျှတမှုဖော်ဆောင်တယ်ဆိုတာကရှင်းတယ်ကျွန်တော်တို့ဒီအနာဂတ်တိုင်းပြည်မှာဒီသစ်မြငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ဖို့ဆိုတဲ့ကိစ္စကတရားမျှတမှုမပါဘူးမဖြစ်နိုင်ဘူးတော်လို့မဖြစ်နိုင်ဟုတ်တယ်အဲ့ဒီကိုဆက်တက်လို့မရဘူးအဲ့တော့ ထားလိုက်ပါတော့ကျွန်တော်တို့ ABB စပြီးတော့ဖွဲ့တယ်ဆိုတဲ့ကိစ္စကလည်းဒီလိုရည်ရချက်တွေအများကြီးရှိတယ်ကိုတိတ်ပြောသွားတယ်ပေါ့နော်ဒီတရားမျှတမှုရှာဖွေရေးဆိုတဲ့နေရာမှာကျွန်တော်တို့သတိထားတင်တာကကျွန်တော်တို့ကလက်စားချည်ရေးပုံစံမျိုးကိုတွားတာမျိုးမဖြစ်ဖို့ဆိုတာမျိုးကိုနည်းနည်းသတိထားမိဖို့လိုမယ်နဲ့တူတယ်ဒါမှကျွန်တော်ကိုတိတ်ခုနပြောတဲ့ဟိုငိမ့်ချမ်းရေးနဲ့ငိမ့်ချမ်းစွာအတူရှင်တွဲနေထိုင်ရေးပေါ့နော်ဒါမှမဟုတ်ဖွံ့ဖြိုးတိုးတက်ရေးတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့အနာဂတ်နိုင်ငံတော်အတွက်အထောက်အကူဖြစ်သွားမယ်လို့ ဟိုကျွန်တော်စဉ်းစားမိတော့ပါလက်စားချိန်တယ်ဆိုတာကကျွန်တော်အမြဲဟိုပြောပြောနေတဲ့ကိစ္စတခုရှိပါတယ်ဆိုတော့လက်စားချိန်တယ်ဆိုတာကကျွန်တော်တို့အမှဒီတရားမြတ်တော်မူရှာဝေတဲ့ကိစ္စမဟုတ်ဟုတ်ဘူးโอเคဒါပေမဲ့ဟိုအလုံးစုံဖွင့်လို့တယ်ဆိုတဲ့ကိစ္စကလည်းကျွန်တော်လုံနေတဲ့ဖြစ်ပေါ့ဒါလည်းတရားနာတတ်မှုမဟုတ်ဘူးဒီကာလတွေအတွင်းမှာချုပ်ရက်စစ်လို့ပဲဖြစ်စေ လူငယ်ချမ်းသာခွင့်နဲ့ဖြစ်စီနိုင်ငံရေးအလှည့်အပြောင်းတစ်ခုခုကြောင့်ဖြစ်စီလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားပေါင်းဟာ1882ယောက်ရှိခဲ့ပါတယ်အခုစီရင်စရာကိုကြည့်မယ်ဆိုရင်တော့ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားဦးရေပေါင်းပြတ်တာထားတာပါအောက်ဖက်မှာကတော့ခုနှစ်တည်းကိုပြတ်တာထားတာပါဒီဘက်ပေးကတော့လူဦးရေစင်းပဲဖြစ်ပါတယ်2021ခုနှစ်မှာတော့ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးကြီးစားဦးရေက 4619ရောက်ရှိပါတယ်2022ခုနှစ်မှာတော့453ရောက်ပါ2023ခုနှစ်မှာ2542ရောက်ရှိပါတယ်2024ခုနှစ်မှာတော့946ရောက်ပါ2025ခုနှစ်အထိကတော့822ရောက်ဖြစ်ပါတယ် ျမတို့ကအဖမ်းခံရတာက66ဒီဇင်ဘာမှာအဖမ်းခံရတာပေါ့နော်အဖမ်းခံရပြီးတော့အမိန့်ကြတယ်အမိန့်ကြပြီးတော့တာယာရီထောင်ကို10လကျော်ပေါ့နော်ပြောင်းရတယ်ပြောင်းပြီးတော့နောက်တစ်ခါအဘအရေးပြကင်စာ suspect ဆိုရဲတန်နေရနဲ့အမှန်မှာတော့အရေးပြကင်စာ suspect ဆိုရဲတန်နေရတဲ့တာယောရီထောင်တာယောရီဆေးရုံကဆေးရုံအုပ်ကြီးရပိုကောင်းတဲ့နေရာပို့ပြီးစေခြင်းနဲ့စေတနာနဲ့အင်းစိန် ထောင်ကနေရန်ကုန်ဆေးရုံကြီးကိုတက်ရောက်ကုသရန်လိုအပ်ပါသည်လို့ရေးပေးလို့ရန်ကုန်ကိုပြန်ရောက်တာပေါ့နော်အဲ့လိုအနေထားမျိုးမှာ ကျမကနေဝေးရဖြစ်တဲ့အတွက်ထောင်ဝင်စား6လတခါလို့9လတခါတော့မှလာနိုင်တာပေါ့နော်အဲ့အဲ့လိုအနေထားမျိုးရှိတယ်နောက်တခါကျမနဲ့နေခဲ့ရတဲ့လူတွေကကျမအပေါ်မှာအင်မတန်ကောင်းကြတယ်စာဝတ်နေရတော့ပူစရာမလိုသို့တော်လည်းဘာပဲပြောပြောပေါ့နော်သူများတွေ15ရက်တခါလာတဲ့အခါမှာကိုလေမျောတာပေါ့နော် အဲအဲ့လိုမျိုးလေးတွေတော့ဟိုဖြတ်တန်းခဲ့ရပါတယ်လို့ဒါပေမဲ့ဟိုစပြီးတော့တွေးလိုက်တယ်လေထောင်ကြတဲ့ကဖမ်းသွားပြီဆိုကြတဲ့တွေးလိုက်တယ်ငါမျိုးကငါတယောက်တည်းဖမ်းခံရတာအဲ့တော့ငါမျိုးအတွက်ငါအမေအတွက်ငါအသက်ရှင်ရမယ်ဆိုတဲ့ဒီစိတ်နဲ့ပဲ6နှစ်နီးပါးပေါ့နော်6နှစ်ပြည့်ကို17ရက်လို့ပေါ့အဲ့အဲ့လိုလေးပဲဖြတ်တန်းခဲ့ပါတယ်ရှင် ပုံမှန်တော့ရေးဘော်ပုံမှန်9ညပေါ့နော်69မတ်လမှာအမိန့်ချလာရေးဘော်ပုံမှန်9ညနဲ့9နှစ်အမိန့်ချတယ် အမိန့်ချပြီးတော့အင်းစိန်ထောင်ပေါ့နော်ကိုဇက်ခွန်အင်းစိန်ထောင်မှာအမိန့်ချပြီးတော့ကိုဇက်ခွန်ဧပြီမှာတာယာဝတီကိုပြောင်းရတယ်ပြောင်းတဲ့အချိန်မှာလည်းတာယာဝတီမှာအမျိုးသမီးနိုင်ငံရဲ့အကျဉ်းသူဆိုလို့ကိုတယောက်တည်းပဲပါသွားတာပေါ့နော်ပြောင်းပြီးတော့တာယာဝတီမှာ၈လ၉လလောက်နေပြီးတော့မှနောက်ထပ်ရန်ကုန်ကအမျိုးသမီးဆက်ရောက်ထပ်ပြောင်းလာတယ်အဲအဲ့ဒီလိုနေပြီးတော့မှနောက်ကျမ်းမာရေးမကောင်းလို့အင်းစိန်ပြောင်းရောက်တဲ့ခါမှာအဲ့လိုအမှောင်အစောတုန်းကပြောတော့လို့ပေါ့ဘေးကရုံငန်း အဖြစ်အသုံးပြုထားတဲ့အများသားမှောင်းနေတဲ့အခန်းထဲမှာတစ်နှစ်ခွဲလောက်ပေါ့နေရောညရောဖြတ်တန်းရတဲ့အခါမှာဟိုကျမတို့ရဲ့အာယုံကြောတွေကလေအမှောင်ဆိုရင်ပို့ပြီးတော့အားဆိုင်ရတယ်လေအဲ့သူတို့ဆရာဝန်တွေပြောတာတော့အမှောင်ထဲမှာနေတာကြာအာယုံကြောတွေကပို့ပြီးတော့အလုံးလုံးရတဲ့အခါမှာအလုံးလုံးရတာများတဲ့အတွက်အာယုံကြောတွေက extension ဖြစ်သွားတယ်ပေါ့နော်အဲ့အဲ့လိုလေးတွေတော့ပြန်လွတ်လာတဲ့အခါမှာစိတ်ကူးတဲ့အခါမှာဆရာဝန်ကအဲ့လိုပြောပါလေရှင်အဓိကကတော့ကျမတို့ဟိုပေါ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေရှိတယ်ပေါ့နော်နောက်တစ်ခါကျမရေးပိုင်းအရာကျမတို့ဟိုအဲ့ဒီတော့ကလည်းကျမတို့စပြီးတော့ဒီမျက်လုံးကြီးရောင်းလာစင်မှာကုကျင်တယ်လို့ပြောတယ်လीဒါမဲ့မျက်စိစေးရုံကတော့တစ်ခါထွက်ပြပေးဘူးတယ်သို့တော်လည်းပြတယ်ဆုံရုံလေးပဲပြပြီးတော့ပြန်ငဲရတာလေအဲ့အဲ့လိုမျိုးဆိုတော့ကျမတို့လိုအပ်တဲ့စေဝါကုသမှုလည်းအချိန်မီမရှိခဲ့ဘူးပေါ့နော်နောက်တစ်ခါထောင်ငါလွတ်လာတော့လေ ကိုယ်အိမ်ရဲ့စီးပွားရေးပေါ့နော်ကိုမိဘရဲ့အကျန်းမာရေးကိုပြန်ရက်တဲ့အခါမှာစိတ်ကူတာမှုက၈နှစ်လောက်နောက်ကျသွားတာပေါ့ကျမတို့အင်းစိန်ထောင်ကျမတို့နေခဲ့ရတဲ့မာကြတိုက်ကတိုက်ရဲ့ဘေးမှာထောင်ရုံးခန်းကြီးကဖွဲ့ထားတာမာကြတိုက်မှာကျမတို့နေတဲ့အခန်းကရင်ခွဲခန်းလို့ခေါ်တာပေါ့နော်ရင်ခွဲခန်းဆိုတဲ့သဘောကဒီဘက်ငါးခန်းဟိုဘက်ငါးခန်းအလဲအားလျှောက်လားဒီဘက်ငါးခန်းဟိုဘက်ငါးခန်းအလဲအားလျှောက်လားမှာညာဘက်အချမ်းကငါးခန်းကသူကဘေးမှာလွတ်လွတ်လပ်လပ်ရှိတယ် ဒါပေမဲ့ဘဲဘဲအချမ်းကငါးခန်းကကြတော့ဘေးမှာကထောင်ကမကြတိုက်ရဲ့ရုံးခန်းအဖြစ်တိုက်တလုံးထက်ပြီးတော့ဇောင်းချပြီးစောက်ထားတာစောက်ထားတဲ့အတွက်အဲ့ဒီတိုက်ကရှိတယ်ရှိတဲ့အတွက်ကျမတို့ဒီဘက်အချမ်းငါးခန်းက6ခွန်ရှိအဲ့ဒီအခန်းသုံးခန်းကလုံးဝအလင်းရောင်ကမရဘူးနေရောညရောမရဘူးနောက်တစ်ခါကျမတို့အခန်းကအဲ့ဒီဇောင်းချထားတဲ့ပြင်ပိုးမှောင်ရတဲ့အကြောင်းကအခန်းရဲ့ဘေးမှာကဂိုးတောင်လိုသဘောမျိုးသူတို့ကဟိုပေါ့ အတိတ်ကတော့ထောင်မှုကြီးရဲ့အမျိုးသမီးထောင်မှုကြီးရဲ့ပညာပြတာတွေပါမှာပေါ့နော်သူတို့လောက်တာကိုင်းတာတွေကိုကျမတို့မမြင်စေခြင်းမကြားစေခြင်းတော့ကျမတို့ရဲ့အခန်းတွေကိုလေဟိုလိုပေါ့ပုံစံအင်ကြီးတုတ်တွေနဲ့ပိတ်တာတို့အခန်းစင်းနဲ့ပိတ်တာတို့အဲ့ဒါမျိုးတွေလာလာလုတ်တဲ့အခါကျတော့အလင်းရောင်ကတအားနေတာပေါ့ဒီနေတဲ့အလင်းရောင်အခန်းအလင်းရောင်နေတဲ့အခန်းထဲမှာမှကျမတို့နေရတဲ့တိုက်က9ပေ9ပေလေ9ပေ9ပေကို2ရောက်နေရတယ် ဒီအခန်းထဲမှာပဲအခန်းတောင်မှာလဲကုတ်ပြက်နှစ်ချက်ချပြီးရင်မင်းလာအိုးပေါ့နော်ဒီဘက်ချေရင်ကမင်းလာအိုးဆိုရင်သုံးလမ်းလောက်သွားလိုက်ရင်ခေါင်းရင်းမှာတောက်ရီအိုးဆိုကျမတို့ကလမ်းလျှောက်မှာဆိုရင်ကိုကုတ်ပြက်လေးကိုလေးလမ်းမဲ့လျှောက်ရတာလေးလမ်းမဲ့လျှောက်ရတဲ့အခါမှာကြတော့ဒီအလင်းရောင်မရတာရောကျမတို့လမ်းလျှောက်ချိန်နေတာရောအဲ့လိုတွေပို့ပြီးတော့ဟိုထိခိုက်ကြတာပေါ့နော်ဒါကတော့ကိုမမဟုတ်ပါဘူးထောင်ထဲမှာနေခဲ့ရတဲ့လူတိုင်းလဲတမျိုးမဟုတ်တမျိုးတော့ ထိကြိုက်တာပေါ့နော်ကိုကတော့ဆက်စ조사နေမယ်အခုဆိုလဲ APP နဲ့အတူတူထောင်ထဲကအကျဉ်းသားတွေကိုထောက်ပံ့တာလုပ်တယ်ကို့အဖွဲ့အစည်းနဲ့တွဲပြီးတော့အကျဉ်းသားတွေရဲ့မိသားစုတွေကျမရေးထိကြိုက်တာပေါ့ဥမာအထူးသဖြင့်မိဖွားတာမျိုးအရေးပေါ်ဖြစ်တာမျိုးကိုကျမတို့ချက်ချင်းကူညီနိုင်အောင်လို့ကိုတိတဲ့ရံမုံငွေလေးထောင်ထားတာရှိတယ်အဲ့ဒါမျိုးလေးတို့ကယူဆိုင်ပြီးတော့နော်တခါသူတို့ဟိုအဓိကကလေဝမ်းသာစရာတစ်ခုကောင်းတာက တို့မိဘတွေနဲ့ကိုယ်နဲ့အမျက်ဆက်သွဲပြီးစကားပြောနေတဲ့အခါမျိုးမှာဥမာကျမတို့ကထောင်ဝန်စား APP ကထောက်ပံ့လိုက်လို့ကိုကနေတဆင့်ပေးလိုက်တဲ့အခါမျိုးဆိုရင်ဟိုပေါ့လူတိုင်းနဲ့တော့မဟုတ်ဘူးပေါ့တို့ group ပြီးခေါင်းဆောင်ခေါင်းဆောင်လေးနဲ့စကားပြောလိုက်တဲ့အခါမျိုးဆိုရင်တို့ကကိုကတို့နန်းမှာရှိတယ်ရက်နေတယ်ဆိုတာနဲ့ပေါ့တို့ကလည်းအားရှိတယ်ပေါ့နော် ကျင်းထောင်ကလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတည်ငြိမ်ကောင်းမွန်လာအောင်ကုစားပေးပြီးဘဝအတိတ်တစ်ခုပြန်လည်တည်ဆောက်နိုင်သည့်အထိကူညီပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ပြစ်မှုတစုံတရာကျူးလွန်ခြင်းမရှိဘဲဖန်စီထိမ့်သိမ့်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေအတွက်စိတ်တန်ရာကုစားရေးနဲ့ဘဝပြန်လည်ထူထောင်ရေးကိုအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုတစ်ရက်အနေနဲ့တည်တည်ကြာကြာထက်သွင်းစဉ်းစားကြရမှာဖြစ်ပါတယ်။ ဒီစီစဉ်ကိုဒီမိုကရက်တစ်မြန်မာအသံနဲ့နိုင်ငံရေးကျင်းသားများကုညီဆောက်ရှောက်ရေးတင် AAPB တို့အတူတူပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်